ကျွန်တော်ဒီနေ့ review လုပ်ပေးမှာကကျွန်တော် lady တွေအတွက်လည်းအဆင်ပြေတယ်မန်းအတွက်လည်းအဆင်ပြေတယ်မန်းကိုဆိုလို့ရှိရင်ကျွန်တော်လက်သေးသမားတွေပေါ့လက်ကအရင်သေးတယ်ဘာနိုင်ပတ်မှမသိဘူးဆိုစဉ်းစားနေတယ်ပေါ့နောက်ပြီးတော့ day or date ကိုပါတဲ့ဟောဒီ old school design လေးကြိုက်တယ်ဆိုရဲ new gym တွေအတွက်ကျွန်တော် review လုပ်ပေးချင်တာကတော့ဒီအတူမှာကျွန်တော်ပါလာလို့ကျွန်တော်ပြပေးပြီးကျွန်တော်ဒါ okay ပြည်ရည်နိုင်လေးပါကောင်းလေးပါခင်ဗျ အဲဒီကမော်ဒယ်နံပါတ်လေးကတော့ကျွန်တော်တို့ MTB 1460ဒီပေါ့နော် 1A ပေါ့အတိုင်းလေးအနက်လေးပါကျွန်တော်တို့လုံးဝတိမ်လေးပပလေးကျွန်တော်တို့ဒိုင်လေးပပလေးကျွန်တော်တို့ဒီဒီကောကျွန်တော်တို့ဒိတ်ကောပေါ့နော်အဒိတ်ကဒီမှာဒီတော်တော်ဒီဘီမှာဒီဇိုင်းလေးကျွန်တော်ဒီရအပေါ်အဝိုက်လေးပေါ့နော်အဝိုက်လေးမှာကျွန်တော်စလုံးအပြည့်လေးပေါ့ဝန်နစီဝန်နစီပေါ့စလုံးအပြည့်လေးတော်တော်လေးယူရှင်းပြီးတော့ classic ဖြစ်တယ်ဒါက ကျွန်တော်နောက်ထပ်ထားတဲ့ model တော့နောက်ထပ်ထားတဲ့ model ဆိုတော့အရင်ပထမဒီ140 CD မှာပထမတော့ကျွန်တော်တော့ဒေးတစ်ပေါက်လည်းပါတဲ့ဟာရှိတယ်အခုကတော့တော့ဒိတ်ပဲဟိုကဒိတ်ကိုဒီရောပါတာပထမထွက်တော့ကျွန်တော်ဒိတ်ပါတယ်ဒီမပါဘူးအခုကဒီရောဒိတ်ရောနှစ်ခုံးပါလားနှစ်ခုံးပါလားဒါကြောင့်တိုင်းဆိုင်လေးကလည်းဒါဆက်တည်တယ်ပြည်တော်အမျိုးသားတွေဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်သေးသမားပဲအစီအမံမယ်။တာတာမန်ဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့နိုင်တိုင်ဆိုင်သေးတာကြိုက်တဲ့လူကြီးမင်းတွေဆိုတော့အစီအမံလေးမယ်။ပုံမှန်ကျွန်တော်တို့ အမျိုးသားတွေဆိုလို့ရှိရင်တော့ကြိုက်မှာမဟုတ်ဘူးတော့ကျွန်တော်တိုင်းဆိုင်ရဲ့တေးတယ်ကွာအမျိုးသမီးနဲ့လက်သေးသမားတွေပြဆင်တယ်ကျွန်တော်တိုင်းဆိုင်ကကျွန်တော်၃နှစ်နဲ့တော်သေးရအပါမှာ၃နှစ်နဲ့၉ပဲရှိတယ်ကျွန်တော်မှန်ဆိုလို့ရှိရင်တော့၃နှစ်နဲ့၂ပဲရှိတယ်ပါတော်နဲ့တော်သေးပါမှာ၃နှစ်နဲ့၉ဒါတော်သေးဒီတော်သေးအကြီးတစ်လုံးအပါမှာတော့၃နှစ်နဲ့၉ပါအဲဒီကောင်ကျွန်တော်အပားလေးကျွန်တော်တိုင်းဆိုင်အပားလေးကဒီကောင်က9မီလီမီတာပါတော့9 mm အပားလေးပါ9မီလီမီတာပဲရှိပါတယ်စတိန်လက်စတီးကျိုးနဲ့ကျွန်တော်ကလာရွေးချယ်ပြပြ900ရောက်ရှိပါတယ်ဒါလေးကတော့ကျွန်တော်တို့ classical ကာလာပေါ့နော်အနက်ကိုကျွန်တော်တို့စတီးမယ်ပေါ့နော်ဒီအနက်ကိုစတီးမယ်ဒါကလစ်စတယ်ကာလာဒီကောင်ကကျွန်တော်တို့အာဝါရလူအရင်ဝါရလူဆိုတော့အဆင်မပြေဘူးအာကျွန်တော်ကျိုးဆိုင်ရဲတီးတယ်ကျွန်တော်ပေါင်200လောက်ထိပဲရအောင်ပေါ့နော်ပေါင်200 200ကျော်သွားလို့ရှိရင်အဆင်မပြေလောက်အာကျွန်တော်တိုးဆိုင်လည်းကျွန်တော်တီးရပါပေါ့နော်အိမ်လည်းတတိလေးကျိုးဆိုင်လည်းတတိလေးပေါ့အာကျွန်တော်ကပေါင်180ပေါင်200လောက်ထိပဲရ200ကျော်သွားလို့ရှိရင်တော့ပတ်လို့ရအောင်မဟုတ်တော့ဟုတ်လေပါ အတုံးသားတဲ့အထက်ကဘက်ထရီကလည်းတော်လေးကောင်းတယ်ဒီကောင်ဘက်ထရီကတော့ကျွန်တော်တို့3ရက်ဘက်ထရီလို့သူရေးထားတယ်ကျွန်တော်တို့ specification မှာသူ3ရက်ဘက်ထရီလို့ရေးထားတယ် water resistance မီတာ50ထိရတယ်ပေါ့နော် water resistance မီတာ50ထိရတယ် taxi ရဲ့ထုံးစံတိုင်းကျွန်တော်တို့အကျန်းခံတယ်ကြာရှည်ခံတယ်ဒါတော့ကျွန်တော်တို့အထူးတလေနှုံးဖွဲ့ပြီးစာဖွဲ့ပြီးပြောကြတာမလို့ဘူးနော်ကျွန်တော်တို့ဟာအလယ်လက်တင်မှာကျွန်တော်တို့ပြောမယ်ဆို budget plan နေရပါဆိုလို့ရှိရင်နိုင်နေမှာဆိုကျွန်တော် first ဥစားပြီးရွေးချယ်တင်တဲ့ taxi ကိုတော့ရွေးချယ်တယ်ဘာလို့လဲကမ္ဘာကျော် brand ဖြစ်တယ်ကျွန်တော်နောက်မှထွက်တဲ့ ကမ္ဘာကျော် brand မဟုတ်တဲ့ဟာတွေတော့မှဒီထက်အစီးအများကြီးကြီးတယ်ဗျာနောက်ကျွန်တော်တို့မြန်မာမှာပဲတည်တဲ့ brand တွေလည်းရှိတယ်ဗျာအဲ့လိုနိုင်ငံအလိုက်ပြတည်တဲ့ brand တွေရှိတယ်ဗျာကမ္ဘာမကျော်ဘူးဒါဒီကောင်ဆိုလို့ရှိရင်ဗျာကမ္ဘာမှာပေါက်ပြီးသားကျွန်တော်ကမ္ဘာနိုင်ငံနိုင်ငံနဲ့ငါးနိုင်ငံရှိနေရတဲ့ငါးနိုင်ငံတော့မတည်ရလို့မရှိဘူးနိုင်ငံနဲ့ငါးနိုင်ငံတော့ဒီကောင်တော့ run နေတယ်ဗောနအဲ့ဒီပုံစံပေါ့အဲ့ဒီအဲ့လို brand မျိုးကျွန်တော်တို့ကရွေးချယ်မယ်ဆိုရှင်ကကိုယ့်တက်ပို့ပြီးတော့ safe ဖြစ်တာပေါ့ဒါအကုန်က အခုထွက်လာတဲ့ brand တော့ဒီနိုင်ငံတစ်ခုမှာလည်းပေါ့တဲ့ brand တွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီနိုင်ငံတစ်ခုထဲမှာပဲအသုံးပြုနေဆိုတော့အဆင်ပြေတယ်ဗျာ။ကျွန်တော် international သွားခြင်းအဲ့ဒီ brand တွေလူမသိဘူး။ဘာမှသိတော့မဟုတ်။ငါအဲ့ brand ဆိုင်နေတဲ့ line မရှာနဲ့မရှိမရှိဘူး။အဲ့လိုမျိုးပဲ။အဲ့လိုအဲ့လို brand တွေရှိတယ်။အာဒါ BB တို့ Casio တို့ပါလို့ဆိုတာဒါကဘာကျော် brand လို့ပြောလို့ရတယ်။ကဘာကျော်မှာတော်တော်လေးတို့ဒါကဘာကျော်ထားတဲ့ brand ပေါ့နော်။အဲ့ဒီမှာကိုကျွန်တော်က budget နဲ့အရင်က save ဖြစ်တယ်ကျွန်တော် ပေးတဲ့ဟို price to perform အရင်ကောင်းတယ်ဗျာကျွန်တော်ဖုန်းနေတဲ့အတိုင်းပြောမယ်ဆိုတော့ price price to perform အရင်ကောင်းတယ်ဘာဖြစ်လို့ကျွန်တော်ပြည့်ရဲ့ဈေးနဲ့ကျွန်တော်ပြန်ရတဲ့ quality တော်လေးထိုက်တယ်အဲ့လိုပုံစံမျိုးဒါကအဲ့အမဲကျွန်တော် casino တွေကျွန်တော် casino ထုတ်တဲ့ project တွေကျွန်တော် activity တွေကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းဗျာ metal class ကလူဆိုတော့ကျွန်တော်အားရကျွန်တော်လည်းနဲ့တုံးတယ်ကျွန်တော်တုံးတော့ကျွန်တော် DIY ရဲ့ detail တွေဒီကအကြမ်းခံတဲ့ပုံစံတွေကျွန်တော်သိနေတယ်အဲ့အဲ့ဒီအတွက်ကျွန်တော်ကအာတခြားဘာမှမဟုတ်တဲ့ brand တွေကျွန်တော်တသိန်းရပေးမယ့်ပြင်မဲ့တူတူတော့ကျွန်တော်ဒီ casino ကိုရွေးချယ်တာ ိုပြီးတော့ကောင်းတယ်တော့ကြာရှိခံရပါတော့အဲ့ဒီအခုကြုံလို့ဒါလေးတစ်ခုပြောအောင်ဟိုတနေ့ကတော့ကျွန်တော်ကိုဒီလေးတယောက်ကလာပြောတယ်အကိုကကျွန်တော်လည်း Rolex တစ်လုံးဝယ်မိသွားတယ်တဲ့နိုင်မော်နေပေါ့နော်နိုင်မော်နိုင်မော် Rolex တစ်လုံးဝယ်မိသွားတယ်အဲ့ဒီ Rolex ကတော့၈000တန်းပြီးတော့၈000တန်းဒါပေမဲ့အဲ့ဒီမှာကဘယ်လိုဖြစ်လဲဆိုတော့အဲ့ရောင်းတဲ့ဆိုင်ကကျွန်တော်အဲ့နံပါတ်တော့ဘယ်လိုမှပိုင်းတိတ်ပြောမလို့ရောင်းတဲ့ဆိုင်ကငွေကျိုးလဲစနစ်နဲ့ဝယ်ရဆိုတော့သူကငွေအဖြစ်အကုန်ကျိုးလဲပြလိုက်တယ်ငွေအဖြစ်ကျိုးလဲပြီးတော့မှသူကပစ္စည်းရောက်လာသူဖောက်ကြည့်တယ်ဖောက်ကြည့်တော့ quality က တတော်သူရတတော်ခြာရဇင်းအိမ်ရတဲ့ဇင်းအနှံ့တော်တော်ထွက်နေတယ်ဗောနော်အာအဲ့ဒါသူပြန်ပြောတယ်သူပြန်ပြောတော့သူ့ဘာသူ့ဘာပြန်ပြောလဲဆိုတော့ပိုးရညီလေးညီလေးလူချင်းလဲဆိုလို့ကိုရကိုကပေးလိုက်တာလဲဘာဖြစ်လဲခုကအနောက်မှာယူမဲ့လူအများကြီးရှိတယ်နေရအဲ့လိုယူသွားတော့မှဘာမှပြန်လုပ်ပြီးလို့မရဘူးဒါပေမဲ့ဒီနိုင်ရည်ဆိုတာအဲ့ကိုတပွဲလို့နိုင်ရည်တဲ့ဒီလိုလဲဆိုတာတင်းကိုထောင်နဲ့ရာနဲ့ခြေတော်ညီမသိဘူးလားတဲ့ဒီကဒီဒီပတ်စံလဲဆိုရင်တော့ဒီလောက်ပဲရမှာဘောဆိုတော့ကျွန်တော်ကကျွန်တော်ပတ်စံတုံးလိုက်ရဆိုတာလဲကျွန်တော်အကုန်တုံးတယ်သူ့အတိုင်းနဲ့တတ်မှုရှိတော့အခုက တပွဲလို့နိုင်ကိုသူက၈000နဲ့ဝယ်မိသွားတယ်ပြန်လဲလဲလို့မရဘူးပြန်လဲပြီးလို့မရဘူးအဲသူကိုနောက်ပြီးတော့ဘယ်လိုပြောမလဲပတ်စံနဲ့ကျူပြီးတော့ယူသွားပြီဆိုတော့အတောင်ကြီးတောင်ခံမှုလည်းမရှိဘူးပေါ့အဲ့လိုမျိုးဆိုသူဝယ်မိသွားတယ်ပေါ့အဲကျွန်တော်သူပြင်းဖွင့်တယ်အဲ့ဒါကိုလည်းကျွန်တော်လည်းအချမ်းခံဖို့အတွက်ပါနိုင်လေးဝယ်ရမယ်ကျွန်တော်အဲ့လောက်ဝင်းကျင်မဲ့တန်တယ်အေးအဲ့လောက်ဝင်းကျင်မဲ့တန်တယ်ဆိုလို့ရှိရင်အဲ့လောက်တန်ရတော့ဘယ်ညီကားလို့အခုကက်ဆီယိုမှာဆိုလို့ရှိရင်6000ကျော်လောက်ကနေစပြီးတော့ဟိုအများကြီးပေါ့နော်30 စက္ကန့်ရှိ50 50 60 80 80ဟို100 200နေမဲ့ addition လဲအဲ့လောက်ကြီးရှိတယ်အဲ့တော့6000လောက်ကနေစပြီးတော့ဟိုကြိုက်တာလေကိုအစင်ပြေတုံးတူကိုဝယ်လိုက်မယ်ဆိုတော့မှဒီနိုင်အတွက်ကိုမျက်နှာမငယ်ရဘူးအခုကအခုဝယ်လိုက်နိုင်သူပြောသူပြောတစ်ခါပဲပတ်တယ်ချွေးလေးနဲ့ဆိုတာအဖေကအကြောင်းလေးအကုန်လုံးလွန်သွားတယ်ဘာမှဝန်ဖြစ်နော်စဲအိမ်ကြီးကလည်းသူတို့အနောက်ကြီးကတော့ထောင်းနေတယ်ပတ်သွားတယ်ကြည့်ရအောင်မပတ်ရတော့ဘူးဖြစ်တယ်ပေါ့နော်ပြောပြောမှာဆိုအဲ copy ဆိုလို့ရှိရင်ဘယ် copy မျိုးမှမရွေးရတယ်ပြောအားမကပေးရတယ်တစ်နှစ်ဆိုနှစ်နှစ်ဆိုဆိုတာ အဲ့ဒါပြီးတတန်းကလည်းကုန်သွားပါပါဒီနိုင်ရဲ့တနည်းနည်းပြီးလို့ရှိရင်လည်းဘာမှဟော်လို့လို့ရအောင်ပို့အဲ့ဒါပြီး copy ban နေကိုဟိုက for show အတွက်ပဲအဆင်ပြေတယ်ပတ်စံလည်းအရန်ပေါ်တယ် for show အတွက်တလုံးတူပြရမယ်အဲ့လို for show လို့မဆိုဘူးအတွက်ပြဿနာမရှိဘူးနော်အဝေးကလည်းအရန်ကြီးအဆင်ပြေမှာမဟုတ်ဘူးဒါပေမဲ့နိုင်ကိုတေချာဆွေးနွေးလေးပတ်ချင်တယ်ကိုပေးလိုက်တဲ့ပတ်စံနဲ့ကိုပြန်ရလိုက်တဲ့ quality ကောင်းလေးလိုချင်တဲ့ solution ကကျွန်တော်တို့ကကဘာကျော် brand တွေပေါ့ကဘာလက်ခံတဲ့ brand တွေပတ်ဖို့အတွက်လည်း ကျွန်တော်အကြံပြုတယ်ပေါ့အဲ့ဒီမှာမှာအနေဆုံးဆိုလို့ရှိရင်ကျွန်တော်ပြောမယ်ဆိုရင်ကက်ကီပေါ့ကက်ဆီယိုထုတ်တဲ့ product တွေကကျွန်တော်အဆင်ပြေတယ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်ကျွန်တော်လေးလာမီးတလောက်ကလည်းနိုင်ရည်တဲမှာဆိုလို့ရှိရင်တော့ကက်ဆီယိုကတကယ် price to performance တကယ်ကောင်းတဲ့နိုင်ရည်ပါအဲ့ကျွန်တော် brand ambassador လည်းမဟုတ်တော့ကျွန်တော်အဲ့ဒီကနေကက်ဆီယိုရောင်းနေလို့ကျွန်တော်ကက်ဆီယိုကုမ္ပဏီကနေတိပြီးတော့အာကက်ဆီယိုရဲရောင်းဝင်နေ commission ပေးမယ်ဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ Titan နဲ့ Titan Titan နဲ့ကျွန်တော်တို့အမြတ်ရတယ်အဲ့ကျွန်တော်တို့ပေးလိုက်တဲ့ကျွန်တော်တို့ပေးလိုက်တဲ့နိုင်ယူ အော်စားသုံးမှုလက်ထဲမှာဦးနော်စားသုံးမှုလက်ထဲကိုကောင်းမွန်ရောက်သွားတယ်သူတို့အဆင်ပြေသွားတယ်ဆိုလို့ချင်းဒါကကျွန်တော်တို့အတွက်ကျင်းတဲ့ဆရာပါအမှုတစ်ခုလည်းဖြစ်တာပါနော်အဲ့လိုပုံစံဆိုအဲ့ဒါကြောင့်ကျွန်တော်တို့ရော်ကမန်းပြပါဆိုလို့ချင်းတော့ကက်စီယိုလေးကိုပေးပါတယ်ကက်စီယိုမှာတော့အတုရှိတယ်နောက်ကက်စီယိုမထုတ်ထားတဲ့ဟာတွေအတုတော့ပြထုတ်ထားတာရှိတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်လည်းအာမပြပါမွန်နဲ့လို့ပဲပြောပါတယ်ဒီကောင်လေးကျွန်တော်ပြောပြပါတယ်ကျွန်တော်ဒီမှာဒီကောင်လေးမှတ်လို့ဆိုရင်3800အတိနဲ့ရအောင်မယ်ဒီထက်ကကလာ900ရှိပါတယ်ထုံးစံတိုင်းကျောင်းရမှာတော့တနည်းပတ်စံဒီပေါ်စစ်တူပေးရပါလေကျန်80%အရောင်းကိုရှင်ရပါလေခင်ဗျာ ကြာချိန်ရောက်နှစ်ပတ်ကနေသုံးပတ်တည်းမှာပစ္စည်းရောက်ရင်အမြင်အနှုံးနဲ့ပို့ပြီးပါတယ်ဒါမှလမ်းမှာကအခုချိန်မှာတကယ်လေးအချို့ချော်လေးနဲ့ကြာတာတွေပဲရှိတယ်နောက်ထပ်ကျွန်တော်ကသတင်းစိုးတစ်ခုရှိပါတယ်ကျွန်တော်လေရင်နဲ့ပစ္စည်းပို့တယ်တကယ်အပတ်စဉ်မန်းနေ့တိုင်းကျွန်တော်အခုကန့်သက်လိုက်ပါပြီဒါပေမဲ့ငါလည်းမပို့လို့ရမှာအဲ့ထက်တော့ပို့ပို့လို့မရတော့ဘူးလေဘာဖြစ်လို့ကျွန်တော်လေးစင်းပါတယ်လေးချက်တယ်ွားများပေါ့ဗျာအဲ့ကျွန်တော်လက်မခံတော့ဘူးနော်ဒါပေမဲ့ငါလုံးမဲ့ဆိုတော့အဲ့ငါလုံးကကျွန်တော်အရန်ချာနေတဲ့ဒီဒီမင်းတွေကိုကျွန်တော်ဦးစားပေးပြီးတော့တပတ်ငါးလုံးကျွန်တော်နေနေတဲ့ကျွန်တော်ပို့ပေးပါမယ်ခင်ဗျာ။ ြည့်ပြကျေးဇူးတင်ပါတယ်ကျွန်တော်ကခေအိန္ဒိယကိုရှုပါဘိုင်